ပြပြနေတယ်ကွာဟမ်ကျွန်တော်လဲရှောက်ပါတယ်မဟုတ်ဘူးကျွန်တော်လဲရှောက်နေတာဒါပေမဲ့ကျွန်တော်ကကျွန်တော်မြင်နေရတယ်ကိုလဲရှောက်နေတာကိုကိုယ်တိုင်ပြန်မြင်ရတာမျိုးဟာတန်ကြန်မြင်နိုင်တဲ့မှန်ထဲမှာပဲမြင်ရမယ်လို့ထင်ထားခဲ့တာခုကျွန်တော်ဟာကျွန်တော်လဲရှောက်လာနေတာကိုမြင်နေရတယ်ဒီနေရာမှာတင်ဝဲနေတဲ့အတွေ့အကြုံကြီးကျွန်တော်ကကျွန်တော်အာယုံစိုက်ကြည့်လိုက်တယ် ဟောကျွန်တော်လက်မြောက်လိုက်ပြန်ပြီကျွန်တော်တစုံတစ်ယောက်ကိုခေါ်လိုက်တာလားတစုံတစ်ယောက်ကိုမြင်လိုက်မိတာလားကျွန်တော်မြင်နေရတဲ့ကျွန်တော်ခန္ဓာကိုယ်ရဲ့အမြင်အာရုံနဲ့ကျွန်တော်ကိုကျွန်တော်ဆက်ဆက်ကြည့်မိတယ်မဟုတ်ဘူးကျွန်တော်ဘာမှမမြင်အောင်ဘာကိုမှဆက်ဆက်လို့မရအောင်ကျွန်တော်ဟာကျွန်တော်ခန္ဓာကိုယ်ကြီးနဲ့အဆက်အသွယ်ပြည့်နေရဲဆိုတာသိကြပါတယ် ဟာကျွန်တော်ခန္ဓာကိုယ်ရရုပ်ထည့်ပြေးထွက်တော့ပြန်တယ်ရုပ်ထည့်ပြေးဆွဲမယ်မမိလိုက်ဘူးသိကြတယ်ဒါဟာဘလူးစီးတဲ့အိမ်မက်လို့ကြောက်စရာကောင်းတဲ့အိမ်မက်ဝင်ပါတယ်ကျွန်တော်ရောက်နေတာဖြစ်မယ်ပြန်ထွက်ဖို့အတွက်ကျွန်တော်မျိုးလုံးတွေဖွင့်ကြည့်တယ်ကိုယ်ကောင်းကိုခောက်ကြည့်တယ်ဘာတမ်းမှထွက်မလာသလိုဟိုးအဝေးရောက်နေပြီဖြစ်တဲ့ကျွန်တော်ကိုယ်ခန္ဓာရဲ့အလေးမြင့်မြင့်လေးကလည်းဘာပေါ်မှကျွန်တော်မမြင်အောင် ဘာသာမှမကြရအောင်အဲ့ဒီလိုပဲကျွန်တော်ရင်ပထမှာဟာလာဟင်းနေဖြစ်နေသလိုခံစားချက်တခုလည်းရှိနေတယ်ကျွန်တော်ဘာဖြစ်နေတယ်လဲအဲ့ဒီအချိန်မှာပဲဘုံကနေတစုံတစ်ယောက်နဲ့တိုက်မိပါတော့တယ်ကျွန်တော်ကိုခန္ဓာကြီးမဟုတ်တာတော့သိကြတယ်သူစန္ဒကသူ့မျက်လုံးဟာနှက်မှောင်နေပြီးသူ့နှာခေါင်းကတုန်လို့နေတာပဲဒီလိုမျက်လုံးအမှောင်ဆုံးလူကိုပထမဆုံးချိန်တွေ့မိတာပဲလို့ကျွန်တော်တွေးလိုက်မိတယ် မဟုတ်ဘူးချက်ချင်းချက်ချင်းတွေးပြစ်သွားတာခန္ဓာကိုယ်ရဲ့စွပြစ်ခြင်းခံရတဲ့ကျွန်တော်မှာအတွေးရှိသလားဆိုတာကျွန်တော်ကိုယ်တိုင်လည်းမသိဘူးမင်းငါ့ကိုမမြင်ဘူးလားကြားလိုက်ရတဲ့အတန်းကြောင့်ကျွန်တော်ရုပ်တရက်လက်ဖြင့်တွေ့မိတယ်သူ့အတန်းကအကွက်ကွက်နဲ့အေးစက်ချောက်ကနေလိုက်တာတောင်းမှန်ပါလေဗျာကျွန်တော်ခန္ဓာကိုယ်ထွက်ပြေးသွားလို့လိုက်ပြင်းကျွန်တော်မမြင်မိတာပါအဲ့ဒီအတွက်တောင်းမှန်ပါလေ သူကျွန်တော်ကိုတနာစရာတတဝါတကောင်ကိုကြည့်လေပြီးတော့စုတ်တက်ပြန်တယ်ဒီလောကမှာတောင်းပန်ပါတယ်ဆိုတဲ့စကားလုံးကလုံးဝအတုံးပြုတဲ့စကားလုံးပဲမကြခင်မင်းနေသားကြတော့မှာပါဒီစကားပဲသူဆိုပြီးလက်ထွက်ဖို့ပြင်တော့ကျွန်တော်အပြေးတားလိုက်ပြီနေပါဦးညဒီလောကဆိုတာဘာလောကလဲကျွန်တော်ရှိနေတဲ့တာမန်လူလောကပဲမဟုတ်ဘူးလားအိုး သူ့အပြုံးကဆက်စွတ်ဖွဲ့ကောင်းလိုက်တာတနာစရာတတဝါကောင်းဆိုတဲ့အကြည့်ဖြင့်မုံတိမှုပါတယ်ဟုတ်တယ်မင်းလူခုမှရောက်လာတဲ့လူတွေကိုငါမုံတယ်ဘာကြောင့်လဲဆိုတော့မင်းတို့မှာအမတ်တရားတွေမှတ်ညံနေပါတယ်လို့ပြီးတော့ချစ်တာတွေယူရတာတွေခံစားတတ်တာတွေနာကျင်တာတွေရောပေါ့ဟာလူပဲဗျမှတ်ညံကြည့်ရဆန်းလားခံစားတတ်တာဆန်းလား သူ့စကလုံးကိုခက်ဆက်ဆက်ပြန်ပြေမိပြီမှာကျွန်တော်အတွေ့ကို तू ဘလို့များသိတလေလို့တွေးပြပြီးတော့ကြောထဲမှာစိတ်ကနေဖြစ်သွားတယ်ဒီလူဟာနာနာဘာဝများလားကျွန်တော်တဘာဝလုံးဖြစ်ရတဲ့ခုခုလည်းများပြိမ့်မိနေလေသလားမဆမ်းပါဘူးအဲ့ဒါလို့ဘာမှမရှိတော့ပဲတခုခုကိုနာကြည့်နေရတယ်ငါတို့ကစမ်းတာမင်းနဲ့ငါမတူညီမှုကပဲအဲ့ဒီစမ်းပြမှုကိုဖြစ်စေတာ ကျွန်တော်မိဘကသူပြန်မဖြေဘူးလို့ပဲကျွန်တော်ယူဆလိုက်မိတယ်။သူ့အဖြေကအဖြေဖြစ်ကောင်းဖြစ်နိုင်ပြီမဲ့ကျွန်တော်အတွက်တော့တိကျတည်ကြတဲ့အဖြေတစ်ခုမှမဟုတ်ပဲ။ဒီလောကဘယ်မှာရှိလဲမင်းသိလား။မသိဘူး။သူ့အမင်းကိုဖူတော်ပြီးဖြစ်လိုက်တယ်။အမှန်တကယ်လဲကျွန်တော်မသိဘူးလေ။ကျွန်တော်သိတာကကျွန်တော်ခန္ဓာကိုယ်ဟာကျွန်တော်ကိုစွန့်ခွာပြီးထွက်သွားတယ်။ကျွန်တော်ခန္ဓာကိုယ်အထူးသဖြင့် စိတ်ကိုယ်တွေကလူကြီးတခုလို့ခံစားနေရတယ်ဒီလောက်ပဲကျွန်တော်သိတယ်တကယ်လို့ကျွန်တော်အတွေ့အကြံမှန်လဲဆိုရင်တော့ကျွန်တော်ဟာတဘာဝလုံးဖြစ်ရတဲ့ပိတ်မိနေတာပဲဖြစ်မှာပဲဒါမှမဟုတ်ကျွန်တော်ဟာခန္ဓာကိုယ်ကြီးကိုလူလောကမှာထားခဲ့ပြီးသိဆုံးခဲ့တာလည်းဖြစ်ကောင်းဖြစ်နေနိုင်တယ်ငါပြောတာတည်ချနာတာဒီလောကဘယ်မှာမှမရှိတဲ့လောကမမြင်ရဘူးတွေ့တယ်မရှိဘူးနှကျင်မှုတွေ မောင်မိုင်းမှုတွေနဲ့ပိတ်လောင်ထားတဲ့လောကတစ်ခုပဲမင်းဟာမင်းမဟုတ်တော့မင်းဟာအပိတ်ခံလိုက်ရတဲ့စိတ်အပိုင်းစတစ်ခုပဲဟာခင်ဗျားဗာလေးပြောနေရတယ်သူဖြစ်ရှင်ချက်ကိုကြားမှာပဲကျွန်တော်ဟာလူတယောက်အစဉ်ကနေလျှော်သွားတော့တယ်ပါတယ်စိတ်အပိုင်းစတစ်ခုလေကြည့်ရတာဒီလူကြီးယူနေတာဖြစ်မယ်ဒါမှမဟုတ်ကျွန်တော်ကိုယ်ရင်ကအယူတွေရဲ့တပါဟုတ်ရောက်နေတာဖြစ်မယ်လာခဲ့ ကျွန်တော်လည်းကိုရုတ်တရက်ဆွဲပြီးသူလမ်းကျူလမ်းကျက်တစ်ခုစီဆွဲခေါ်သွားပြန်တယ်ချက်ချင်းဆွဲခေါ်ခဲ့ရပြီးရောက်လာတဲ့လမ်းကျူလမ်းကျပြီးမှဒီလမ်းကိုကျွန်တော်မမြင်မိလိုက်တာတော့အတိအကျပဲဟိုးမှမင်းခန္ဓာကိုတွေ့လာသူပါလုံးနေတယ်ကျွန်တော်ခန္ဓာကိုကရင်းနေတယ်ကျွန်တော်မပါဘူးမဟုတ်ဘူးကျွန်တော်ကဒီနေရာမှာရှိနေပြီသူကကျွန်တော်အငယ်ချင်းနဲ့အတူခန္ဓာကိုအတကုံလှုပ်ပြီးရင်းနေတယ်သူက မင်းမပါလေရီတာငိုတာအကုန်လုံးနိုင်တယ်။သူ့မျက်ညံထဲမှာမင်းမရှိလေ။သူ့လက်ခံထားတဲ့ငိုဘွားအတိုင်းသူစက်နေနိုင်တယ်။မင်းရှိမှသူအကုန်လုံးကိုဆုံးရှုံးမှာ။ဘာလို့ဆိုလို့ကျင်တာလဲ။ဟင်းကျွန်တော်နားမလဲ။ဘာလို့မှနားမလဲ။ငင်းနေရတဲ့ခန္ဓာကိုယ်စီကျွန်တော်ပြေးဝင်ဖို့ကြိုးစားတယ်။ဒုရေကြီးမှလည်းနေရင်ကိုဝင်တိုက်လိုက်ရသလိုပဲ။တိုက်နေတဲ့အချိန်ကြောင့်ခေါင်းတစ်ခုလုံးမူးနောက်သွားတာပဲဖြစ်တယ်။ ူကတော့ကျွန်တော်ကိုကနာစပွန်ပုံစံနဲ့ကြည့်နေတော့မယ်။မင်းသိကြချင်းမင်းဟာမင်းကိုယ်တိုင်ပိတ်လောင်ပြလိုက်တဲ့စိတ်နာခြင်းမျိုးစိတ်ပိုင်းနဲ့မင်းကိုသူမိထားတယ်။မင်းဟာသူလုံးဝလက်မခံလို့တဲ့စိတ်အပိုင်းစားပဲဖြစ်နေတယ်။ဟွန်းကျွန်တော်လက်မခံနိုင်ဘူး။ကျွန်တော်ဟာကျွန်တော်မဟုတ်ဘူးဆိုရင်ကျွန်တော်မိသားစုကိုဘာလို့တတိယနေမှာလဲ။ကျွန်တော်ခန္ဓာကိုယ်ကိုဘာလို့တမ်းမှန်နေမှာလဲ။အတွေ့မဆုံးခင်မှာပဲသူကျွန်တော်လှည့်ကြည့်တယ်။ မင်းကတော့မင်းကိုမင်းတွေးနေတယ်လို့ထင်ပါပဲတကယ်ကမဟုတ်ဘူးမင်းတွေးနေတဲ့စကားပြောနေတာငါစကားပြောနေတယ်လို့မင်းမြင်တယ်ဒါပေမဲ့ငါပါဇက်ဟာမင်းဘယ်နဲ့ကြင်ရမလဲသူပြောမှကျွန်တော်တည်ထားမိလို့လေကျွန်တော်တွေးတာသူ့မြင်တဲ့ကြားကစိုးတယ်ဆိုတာကိုပဲသူပါဇက်ဘယ်နဲ့ကြင်ဟာလဲဆိုတာကိုတော့တတိမထားမိကြအမှန်ပဲဒါဆိုကျွန်တော်ကကျွန်တော်မျက်နှာကိုကျွန်တော်လက်နဲ့လိုက်ဆမ်းမိတယ်ပါဇက်နှကန်းမျိုးလုံး အားလုံးကလေသားတကြရှိမနေဘူးကျွန်တော်လေဟာထဲမှာတခုခုကို live plan နေရတော့တယ်။ကောင်းလေမင်းဟာအကောင့်ထဲမရှိတော့ဘူး။မင်းဟာစနစ်တကျအပိတ်ခံလိုက်ရတယ်။စိတ်ခံစားချက်တခုတက်တက်ပဲကောင်းလေ။အခုချိန်မှာတော့မင်းသားတွေကိုသတိရကောင်းရနေနိုင်တယ်။ဒါပေမဲ့မင်းရဲ့ခန္ဓာကိုယ်ကမင်းဆိုတဲ့ဒီစိတ်ခံစားချက်ကိုဘယ်တော့မှပြန်နှံ့မရတော့ဘူးဆိုရင်မင်းဟာငါလိုပဲအမောင်ထဲမှာတွေ့ရမယ့်ရှက်သွားရတော့မယ်။ အာကျွန်တော်ကောက်ချစ်အောင်မိတယ်ကျွန်တော်ဘာမှအတန်ကြီးဟိမ့်ထွက်လာနေမယ်ကျွန်တော်ခဏကဘာတော့ဘာမှမဖြစ်တဲ့တိုင်းမိမိနဲ့စကားပြောမဖြစ်ဘူးဒါကြောင့်မင်းလိုလူတစ်ပုံမုန်းနေလို့ပြောတာငါမှငါဘာတူလဲဆိုတာကိုတော့သိခွင့်မရှိတော့တယ်လို့ဘလို့ခံစားချက်မျိုးဖြစ်လို့ပိတ်ခင်ရတာလဲဆိုတော့တော့ရှာဖွေခွင့်မရှိတော့ဘူးမင်းလိုနားတယ်ကျင်းနေဆိုတော့တော့မသိလို့မုန်းတီးမှုနဲ့ကြီးနေတိုင်း နှစ်ပါးသွားနေရတဲ့စိတ်ခံစားချက်ပေါ့။ဩဇာခုချိန်မှာစိတ်တလောက်ပေါ့။အချိန်တက်လာရင်တော့မင်းလဲငါလို့တကိုယ်လဲလွင့်သွားရမှာပဲ။နှုတ်ဆက်ပါလေကောင်းပြီ။ तू လှည့်ထွက်တော့မင်းဟမ်။လှည့်ထွက်ကမပြုနိုင်ဘူး။အခုချိန်မှာ तू ဟာကျွန်တော်အတွက်တူရဲတော့ကဲတင်ရှင်မယ်။အုံနောက်ကိုအပြင်းထက်အလုပ်ပေးပြီးမိကုန်းတစ်ခုကျွန်တော်နေလိုက်မယ်။ခင်ဗျပြန်မှုကြိုးစားကြည့်ဘူးလား။ ကျူးစားမယ်ဆိုရင်ဘာတွေလုပ်လဲဘယ်လိုလုပ်ရမလဲဟုတ်သူကျွန်တော်လက်ကိုဆွဲလိုက်တာနဲ့ပဲကျွန်တော်နဲ့သူကလက်ပတ်ရည်ဆိုင်တစ်ဆိုင်မှာအေးလို့လူစကားပြောနေတဲ့လူနည်းရပုံစံမျိုးဖြစ်သွားပြန်ပြီစပွဲတွေခုံးနေဘယ်ကရောက်လာတာလဲကျွန်တော်မသိဘူးဒီလောကဟာစစ်တီဘူးကြီးစူးစီးထားတဲ့လောကဖြစ်တဲ့အတွက်စစ်နဲ့ဖန်တီးရင်ရရဖြစ်တယ်ပြင်ပါလောကအပေါ်တော့တရားမှုရှိဘူးပေါ့ကျွန်တော်အတွေ့စကားကိုသူဖြေလိုက်တော့လေအဖြေကရှင်းနေတယ် စိတ်နဲ့တိဆောက်ထားတဲ့လောကဆိုတော့လေစိတ်ဆောင်ရရဖြစ်တာပေါ့အပြင်လောကကိုရောက်မသွားနိုင်တာတခုကလွယ်လို့ပေါ့မင်းယုံကလားတော့မသိဘူးဒီလောကထဲမှာဒီငါကတခါတလေဆိုငါကိုယ်တိုင်ဖြစ်နေပြီတခါတလေဆိုငါမသိတဲ့တခြားသူတယောက်ဖြစ်နေပြန်တယ်ခက်အက်အက်စကားတဲ့ဆိုရတဲ့သူကိုကျွန်တော်ငေးပဲငေးကြည့်နေမိတယ်အတန်ကြာမှမိကုန်းထုတ်လိုက်တယ်လူတကူစိတ်နှမျိုးသဘောလားဟက်ကနဲ့သူတစ်ချက်ရဲ့တယ်သူရဲ့ဟန်ကြည့်ရလား မဟုတ်ဘူးမဟုတ်ဘူးသူ့ကြီးကောင်နားထောင်ရတာလို့ပြောရင်ပုံမှန်ပဲတခုခုကိုမခံကြည့်မခံတာဖြစ်နေတလို့မျိုးပဲပြီးတော့အရာရာကိုလောင်ပြောင်းပြောချင်နေတဲ့လူတယောက်လိုပဲသူစန်တာကတော့သူ့မျက်လုံးလေးသိပြီးနှဆိုင်လုံးလေးသူ့မျက်လုံးကိုကျွန်တော်တက်တက်မကြည့်ရဘူးတက်တက်ကြည့်လိုက်တာနဲ့အဆုံးရှိတဲ့အမောင်တို့ကပလာကြီးတဲ့ဆွဲသွင်းခံရရသူလို့ခံစားရတယ်အဲ့ဒီခံစားမှုမျိုးက သိထိကျင်ဆိုင်နေဆိုတဲ့အကြောင်းတော့သူ့ကိုတကူတကရှင်းမပြမျိုးလူတကူစိတ်နှမျိုးဆိုတာကမှတော်သေးတယ်အခုကငါကတခြားလူတယောက်ဖြစ်သွားပြီဆိုတဲ့အချိန်မှာငါခန္ဓာကိုယ်ပါပါတခြားသူတယောက်ဖြစ်ပြောင်းလဲသွားတယ်မျိုးငါကငါမဟုတ်တော့ခြင်းမှာစိတ်ပိုင်းဆိုင်ရပါမကပြင်ပခန္ဓာကိုယ်ပါပါတယ်ဥပမာကငါမင်းခန္ဓာကိုယ်ကလွန့်ပြလိုက်တဲ့စိတ်အပိုင်းစားတစ်ခုဖြစ်ခဲ့တယ်ပဲဆိုပါစို့ ငါကအရာအားလုံးကိုမိသွားချိန်မှာမင်းကထိုက်ရောက်လာခဲ့တယ်ပဲဆိုပါစို့ငါကမင်းပဲမင်းကငါပဲတူဦးရဲ့ဟုတ်ပြီမင်းငါတို့လူဦးလုံးဟာတစ်ချိန်တည်းမှာပဲညနေချင်းဆိုင်ပြေးနေကြရပြီစိတ်နှမျိုးလုံးကိုခံစားနေရလိမ့်မယ်ဒီလောကထဲမှာမင်းနဲ့ငါပြင်ငါတို့ခန္ဓာကိုယ်ကြီးကလွင့်ပြစ်လိုက်တဲ့စိတ်ပိုင်းစားတွေဘယ်နှခုလောက်များရှိနေလဲမင်းနဲ့ငါဘာလို့ဆုံးပြေကြတာလဲဟော ူ့မျက်နှာနဲ့မှောင်လာပြန်ပြီသူ့မျက်ခေါင်းနဲ့ကြုံပြန်ပြီကြည်ရင်ကြည်နဲ့အရာရာမှောင်တိကျသွားသလိုပဲကျွန်တော်လွင့်စင်သွားတာကိုပဲမှတ်မိတော့တယ်ကျွန်တော်ဟာသူ့နဲ့ပေါင်းစည်းသွားတာလားကျွန်တော်ရဲ့ဖြစ်တည်မှုကိုလက်ခံလိုက်တာလားတခြားစိတ်ပိုင်းခြားတစ်ခုရောက်လာခြင်းမလားဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်မသိလိုက်တော့အမှန်ပဲအဆုံးစွန်လာခြင်းမှုကိုခံစားရသူဟာ သူမသိစိတ်နဲ့ပဲလေကိုအရင်ကကျင်မှုလေးတွင်းလိုက်တယ်အဲ့ဒီလိုမသိစိတ်နဲ့ပဲဖန်တီးထားမှုကြောင့်ပဲသူဟာတာမလုံလုံနေထိုင်ပြီးတာမလုံလုံရှင်းတတ်နိုင်တာပဲမသိစိတ်နဲ့ပဲကလိုထလာပြီဆိုရင်တော့အဲ့ဒီလိုဟာအဆုံးစွန်ထိဘယ်တော့မှဖတ်ဘူးတဲ့စာသားလဲကျွန်တော်မသိဘူးအဆုံးစွန်ထိဘာဖြစ်သွားမလဲကျွန်တော်မသိရမှန်းပဲအခုကျွန်တော်သိချင်နေတာတခုခုလေးတခုတည်းပဲကျွန်တော်ဘယ်ကဘာကိုရောက်သွားတာလဲ